တော်ပြီးသွားပြီအာစိတ်နေစိတ်နေကြောက်တံပရံများရင်လည်းကတော့ဒါအာဘလတ်တံမူလကားနောက်တာပါတံမူပါညာဆိုတာထက်တော့ဖေဖေနဲ့မိမိကတော့ဒါဒီသတင်းကျိုးကာလာမမဟုတ်ဘူးမိဘနှစ်ပါးဆိုတော့ကျွန်တော်ညာတိုင်းကြော့ပြီးအိတ်နေကြအမှန်တိုင်းပြောလို့ရှိရင်မိမိရောဖေဖေရောကတိုက်အားကိုမှခက်ခဲတဲ့ဘဝကနေလာခဲ့ရတယ်ဆိုလဲမမအူ ဘယ်လောက်ထိခက်ခဲလဲဆိုလို့ရှိရင်အဲ့လိုမျိုးပစ္စည်းတွေပေါင်းနှံအဲ့လိုမျိုးဘာညာအဲ့လိုမျိုးအထီကိုပေါ့နော်ဒါမချက်တန်းဝင်ခံရလို့ကြာအဲ့လိုအခြေအနေရကိုဒါစခဲ့ရဖြစ်တဲ့အတွက်ကြောင့်မို့ဒါပေမဲ့တစ်ချက်မှဖေဖေရောမိမိရောကစိတ်တက်လုံးဝမကြသွားဘူးဆိုင်ကိုဘွေရပညာတဲ့တယောက်ဖြစ်အောင်လို့လဲဒါမြေတောင်မြောက်ပေးနိုင်ခဲ့ပြီအဲ့တော့ကြောင့်မို့လို့လဲဆိုင်ရတကယ်ကိုမိဘနှစ်ပါးကိုလည်းဒီနေရာကနေပြီးတော့ထပ်ပြီးတော့ရှစ်ခိုးကြတော့ပါတယ်လို့ โอเคပါကျွန်တော်တို့ဒါဆနလရာဒီရဲ့တည်င်းကျုတ်လာပြည်နေပေါ့เนาะတည်င်းကျုတ်ခါသမယလေးမှာအခုလိုမျိုးစိန်နန်းတော်နဲ့အတူတူခြေရရဲ့လူတွေနဲ့တွေ့ဆုံရတဲ့ဒီပွဲလေးမှာဆိုလို့ရှိရင်တကယ်ကိုအရန်ဝမ်းတာပြီးတော့မှပျော်ရွှင်ရတယ်တကယ်ကိုစက်တီမင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ဆိုလို့ရှိရင်မမားပါဘူးဒါကြောင့်မလို့ဒီနေ့မှာဆိုလို့ရှိရင်လည်းပျော်စရာအမတ်တရရနေအတူတူဒီနေ့စိတ်ရွှင်တာဈေးအောင်ပွဲတော်ကြီးမှာအားလုံးနဲ့အတူတူချစ်ခင်စွာနဲ့ဆုံတွေ့ကြပါပါဟုတ် တာဗောကျွန်တော်တို့တချင်းလေးတွေကိုကျွန်တော်တို့ချစ်တဲ့လူတွေရှိမှအတူတူဆိုရင်းနဲ့သူတို့အတွက်ကလည်းအမတ်တရားဖြစ်သလိုကျွန်တော်တို့အတွက်ကလည်းဒါချစ်တဲ့သူတွေနဲ့အတူတူဒါတီဆိုခွင့်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုအဖိုးမဖြစ်နိုင်ဘူးပြောရလို့ရှိရင်သူတို့အတွက်စူးစမ်းနေတဲ့အရာတွေကိုလည်းအခုလိုမျိုးဒါပြည်သက်တွေရှေ့ပေါက်မှာဒါချပြခွင့်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့လည်း သူတို့အနေနဲ့လည်းအများကြီးဂုဏ်ယူနိုင်မယ်လို့လည်းထင်တယ်ကျွန်တော်တို့အနေနဲ့လည်းဆက်ပြီးတော့အများကြီးဆက်ကြိုးစားတော့မှာပါဟုတ်ဟုတ်ကဲ့ပါစိန်နန်းတော့အားဆိုလို့ရှိရင်အခုသတင်းကြို promotion အနေနဲ့ပေါ့နော်စိန်ရွှေနာတွေကိုဒါအထူးလျှော့ဈေးတွေနဲ့ရောင်းချပေးတယ်ပြောလို့ရှိရင်ရွှေပြူတယ်တွေစိန်ပြူတယ်တွေဆိုလို့ရှိရင်လည်းအလဲ0%နဲ့ပြန်လည်ပြီးတော့မှဒါဝန်ဆောင်မှုပေးနေရဆိုတော့ပေါ့နော်စိန်နန်းတော့အမှန်တိုင်းပြောရလို့ရှိရင်ဘယ်ကာလမဆိုပါအမြဲတမ်း customer အတွက်ကိုအဓိက ဟို promotion season တွေရောပြီး lucky draw တွေရောပုံနှစ်စဉ်နှစ်တိုင်းဒါပုံမှန်လုပ်ပေးနေကြဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ customer ရဲ့အချင်းချင်းမြတ်တာကိုလည်းရရှိထားတဲ့ဟာစိန်တိုင်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အများကြီးလည်းအောင်မြင်ပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးပါတယ်ဟုတ်ဆက်လို့ဆက်ပြဆက်ဘူးပုံလေးဆက်ပြဆက်သလိုဆက်ပြဆက်ဘူးဆက်ပြဆက်သလိုဆက်ပါဆက်လို့ပြောတာပေါ့အဓိကသူတို့လည်းသူတို့ချစ်တဲ့ iron နဲ့အတူတူဒါလာပြင်းနေဒါဘယ်လိုပြောမလဲတတိကျွတ် ရေဂျိုကာလာမှာအတူတူရှိခွင့်ရရတယ်။ပြောလို့ရှိရင်လည်းကျွန်တော်အနေနဲ့ကလည်းကျွန်တော်ချစ်တဲ့လူတွေနဲ့ဒါဖြတ်တန်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုပြည့်စုံတဲ့နေ့လေးပါပဲ။ဒီနေ့မှဆိုရင်လည်းပြပြရောမမရောရှိတယ်၊ပြင်ချရတဲ့ plan လေးရှိတယ်။တကယ်ကိုပြည့်စုံတဲ့နေ့လေးတစ်နေ့ပါပဲဟာ။ဟုတ်။ပြင်မမရောကတော့ပြီးသွားပြီ။အာစိတ်နေစိတ်နေကြောက်တံပရမများရင်လည်းကတော့ဒါဘလောက်တံမိုးတာမရှိဘူး။အာဘလောက်တံမိုးလကားတော့တာပါ။ တန်ဖိုးပါညာဆိုတာထက်တော့ဖေဖေနဲ့မိမေကတော့ဒါဒီသတင်းကျုပ်ကာလာမှာမဟုတ်ဘူးမိဘနှစ်ပါးဆိုတော့ကျွန်တော်ညတိုင်းကြော့ပြီးအိတ်နေကြအဲ့တော့ဟိုဒီသတင်းကျုပ်ဒီဒီရဲ့တဲကြမှာကိုမိဘကိုကြော့ရမှာတော့မဟုတ်ဘူးပေါ့နော်ဒါနေ့စဉ်နေ့စဉ်နေတိုင်းဒါမိဘဆိုတာဖခင်နဲ့တကိုင်းနဲ့ထားဖြစ်တဲ့အတွက်ကြောင့်မလို့နေတိုင်းကြော့တယ်နေတိုင်းဥထိတ်ထားတယ်အာအဲ့ကြောင့်မလို့လေအခုလိုမျိုးဒါပြည်သက်တည်းချစ်ချင်းမြတ်တာရရှိရလို့လည်းထင်ပါတယ်ဟုတ် အဲနီးလာပြီကျွန်တော်ရဲ့အိမ်မက်လေးတဖြည်းဖြည်းလေးနဲ့တော့ဖြစ်လာပြီပေါ့နော်ဒါကျွန်တော်အမိဘကိုတကယ်ကိုကျွန်တော်လက်ထက်မှာဘာမှလုပ်စရာမလိုဘဲနဲ့ကိုတင်းတောင်းတင်းနေနဲ့ကျွန်တော်ရှာကြွေးကျင်တဲ့စိတ်ကလေးကငငယ်လေးတွေရှိတယ်ဒါပေမဲ့ဟိုတဖြည်းဖြည်းနဲ့တော့ကြိုးစားရတာပေါ့နော်ခက်ခဲတွေအများကြီးနဲ့ကြော်ဖြတ်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အာအမှန်တိုင်းပြောလို့ရှိရင်မမေရောဖဖေရောကတိုက်အားကိုမှခက်ခဲတဲ့ဘဝကနေလာခဲ့ရတယ်ဆိုလဲမမာဟိုဆွေမျိုးသားချင်းတွေထဲမှာရောကိုယ့်ရဲ့ဒီမိမိဘဆွေမျိုးတွေချင်းချင်းမှာပေါ့ပေါ့နော် ဲ့လိုမျိုးအဆင်မပြေမှုပေါင်းများစွာကနေမှဒီနှစ်ယောက်ဘဝကိုတိစောက်ထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှိုင်းငယ်တော့ဆိုလို့ရှိရင်လည်းတော်တော်ကမပြည့်စုံတဲ့တဲကိုပါတယ်။အဲ့တော့အရန်ခက်ခဲတာပေါ့နော်။ဘယ်လောက်ထိခက်ခဲလဲဆိုလို့ရှိရင်အဲ့လိုမျိုးပစ္စည်းတွေပေါင်းနှံအဲ့လိုမျိုးဘာညာအဲ့လိုမျိုးအထီကိုပေါ့နော်။ဒါမမချက်တန်းဝင်ခံရလို့ရအဲ့လိုအခြေအနေရကိုဒါစခဲ့ရဖြစ်တဲ့အတွက်ကြောင့်မို့ဒါပေမဲ့တစ်ချက်မှဖေဖေရောမိမိရောကစိတ်သက်လုံးဝမကြသွားဘူး။သူတို့တာသမီအတွက်ကို ဒါအကောင်းဆုံးရည်တည်ရမယ်သူတို့ရှေ့ဆက်ပြီးတော့အများကြီးဒါကလေးတွေကိုပံ့ပိုးရမယ်ဆိုတဲ့စိတ်ကိုသူတို့မွေးထားဖြစ်တဲ့အတွက်ကြောင့်မို့ပညာရေးရအစလုံးဝစုံကန်းတိုင်အောင်ရှိုင်းကိုသင်ပေးတယ်ရှိုင်းကိုဘွေရပညာတဲ့တယောက်ဖြစ်အောင်လို့လည်းဒါမြေတောင်မြောက်ပေးနိုင်ခဲ့ပြီအဲ့အတွက်ကြောင့်မို့လို့လည်းရှိုင်းရန်တကယ်ကိုမိဘနှစ်ပါးကိုလည်းဒီနေရာကနေပြီးတော့ထပ်ပြီးတော့ရှိခိုးကြော့ပါတယ်လို့သားကိုအခုလိုမျိုးလေးမွေးထုတ်ပေးထားတဲ့အတွက်အာမွေးကျေးဇူးလည်းပြန်ဆက်ခွင့်ရချင်ပါအဓိကတော့အမိဘကျေးဇူးပြန်ဆက်ခွင့်ရချင်တာပါ တချို့တွေကြတော့ဆက်ချင်နိုင်လဲဆက်ခွင့်ရကြင်မှာရတာလေအဲ့တော့ဆက်ခွင့်လဲရကြင်မှာရဲအခုလဲအတက်နိုင်ဆုံးဝေကျေးစုဆက်နေပါတယ်ဟုတ်ရှိုင်းရအဲ့ဒါလေကိုရီသွေးပြီးပြောရတော့မဟုတ်ဘူးငယ်ငယ်လေးတည်းကရှိုင်းရမိဘပေါ်တီးတက်တဲ့လူလို့ပြောလို့ရမယ်ဒါမိဘတွေဆိုလို့ရှိရင်အမြဲတမ်းဘသူနဲ့ပဲတွေ့တွေ့ရှိုင်းအောင်အဲ့လိုမျိုးအမြဲတမ်းချီးကျွဲတားငယ်လေးရောတားကြီးရောကတကယ်ကိုသူတို့တားရကံကောင်းတယ်နှစ်ယောက်တားနှစ်ယောက်စလုံးကတကယ်ကိုဟိုသူတို့အတွက်ကိုဖိုးမပြတ်နိုင်တယ်လို့သူတို့အတွက်ကိုရမ်းကြည့်ပေးတယ်မိဘက ဘလို့ခြေနေရှိလဲဆိုတာကိုလည်းသူတို့သိတယ်ပြီးမိဘအတွက်ကိုဘာလုပ်ပေးရမလဲဆိုတာကိုပဲသူတို့အဓိကနံပါတ်၁ထားဖြစ်တဲ့ကြောင့်ငငယ်လေးတဲ့အချိန်ကဘာလို့ခြင်းရပါရဲ့ဘာပူလာမလုံးဝမရှိခဲ့ဘူးနောက်ဆုံးသူတို့ကကိုယ်လုပ်ပေးရင်တောင်မှအဲ့ရကိုယ့်အတွက်မလိုနေဘူးဆိုလို့ရှိရင်မတုံးမလုံးနဲ့တခြားမှလိုအပ်တဲ့ဟာကိုတုံးဆိုပြီးတော့အဲ့လိုမျိုးလုပ်ခဲ့ရတာဆိုတော့လေဟိုပြောမလဲဒီရဲ့ကံလေးတွေဒီရဲ့စေတနာလေးတွေကအခုဆိုင်ကြီးလာတဲ့အချိန်တက်ရွယ်တခုရလာတဲ့အချိန်မှာဒါပြန်ပြီးတော့ ကိုခံစားရတယ်လို့ပဲအမှတ်ပါတယ်ဟုတ်အဲ့တော့ဆိုမှတ်မိပါရဲ့ကြက်ဥကျော်တို့အဲ့လိုမျိုးမြစ်ကျော်တို့ပဲပြုတ်တို့အဲ့လိုမျိုးလေးတွေပဲအဲ့လိုမျိုးအိမ်ကစားနိုင်တယ်အဲ့လိုမျိုးချက်တိုင်တာပေါ့နော်တခါလေးအဲ့လိုချက်သားရင်ချက်လို့ရှင်အာအရန်ပြော်တာဒါပေမဲ့အဲ့လိုချက်သားရင်ချက်ဖို့တော့ကလည်းအရန်ခက်ခဲဆိုတာလည်းသိရဲအဲ့ကြောင့်မပူစားဘူးဒါပေမဲ့အဖေရောမိရောကတကယ်သားသမီးတွေပူစားကြမလို့အောင်ပြည့်စုံအောင်ဖန်တီးပေးတယ်သူတို့နောက်ဆုံးမရှိအောင်တော့ရအောင်လုပ်ပေးတယ်သူတို့မစားရရင်မစားရပါစေသူ့သားနှစ်ယောက်စားရရင်ပြီးရောအဲ့လိုမျိုးပုံစံဆိုတော့လေ တကယ်ကျေးဇူးတင်ပါတယ်။အဲကြောင့်တို့ဒီခက်ခဲတဲ့အချိန်ကာလတွေဖြတ်ကျော်လာတော့တို့အခုဆိုလို့ချင်းအေးချမ်းချမ်းလေးနဲ့ပဲနေနေကြတော့ဥစားတာကောင်းစေခြင်းနဲ့ပေါ့နော်။အဲပူကြီးကလည်းဒါအရန်ကိုလိမ်ပါတယ်။ရှိုင်းဆိုလို့ချင်းလည်းအခုဖေဖေရောမြေမြေရောဘာမှမလုပ်ခိုင်းတော့ဘူး။အိမ်မှာပဲထားပြီးတော့စိတ်အေးလက်စိတ်အေးချမ်းစွာနဲ့ အခုဆိုလဲရှိုင်းပွဲလေးဆိုလို့ရှိရင်တို့လိုက်တယ်ဖန်လေးနေတယ်တို့ဒါစကားတွေပြောကြရတယ်ဒါတို့ရဲ့စိတ်ချမ်းသာမှုလေနော်မိဘတွေပျော်လို့ရှိရင်ဒါသားသမီးတွေလည်းပျော်တယ်ဒါမိဘကိုပျော်အောင်ဖန်နီးပေးနိုင်လို့ရှိရင်သားသမီးတွေလည်းဒါကုသိုလ်ရရဖြစ်တဲ့အတွက်ကြောင့်မလို့ချမ်းရတော့ဒါနေတိုင်းကုသိုလ်ရရနေတဲ့သဘောပါပဲ